ဒါပြန်နေတကယ်ပြေးနေရပြီဆိုတော့ဒီတည်င်းရဲ့နောက်ွယ်မှာဘလို့အကြောင်းအရာတွေရှိနေလဲဒီလှုပ်ဆောင်မှုက online ငွေလိမ်ဒါပြန်လုပ်ငန်းတွေကိုတကယ်ဆုံးသတ်နိုင်ပါမလားဆိုတာကျွန်တော်တို့အတူတူစဉ်းစားကြည့်အောင်ပါမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရဲ့ရှေ့တောင်ဘက်မြောက်ဒီမြို့နယ်စပ်ကနေရရှိတဲ့တည်င်းတွေကနေမှဒီကနေ့မနက်မှာတော့တည်င်းတစ်ပုဒ်ကလူပြောများလာခဲ့ပါတယ်အဲ့ဒီတည်င်းကတော့ ရင်နေကြားဆောင်တက် BGF ကသူရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ရွှေကုတ်ကိုမြို့တဲ့အနီးတဝိုက်ကတားဖြန် online ငွေလင်ခိုင်းတွေကိုအပြည့်အသတ်နိုင်နေမယ်လို့ထပ်ပေါ်လာတဲ့သတင်းပဲဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်ကိုကြားရချင်းပါပဲ။အနေကနိုဝင်ဘာ18ရက်နေ့ညာကင်းပိုင်းမှာတားဖြန်ခိုင်းသားထောင်ပေါင်းများစွာကသူတို့ရဲ့ထုတ်ပိုးတွေကိုယူပြီးတော့သူတို့ရဲ့စခန်းတွေရုံးခန်းတွေကနေထွက်ပြေးနေရပါပြီ။ညာကြီးအချိန်မတော်ထုတ်ပိုးတွေနဲ့ပြေးလွှားနေတဲ့ video file တွေလည်းထပ်ပေါ်လာခဲ့ပါတယ်။ 出不去呀、啊。你看门都关了，大门里，他们给门关了，我出不去啦。哎，不了，弟弟，弟啊，今天哪？တပ်ဖြတ်နေတကယ်ပြေးနေရပြီဆိုတော့ ီတည်ရင်နောက်ွယ်မှာဘလို့အကြောင်းအရာတွေရှိနေလဲဒီလောက်ဆောင်မှုကအွန်လိုင်းငွေလိမ်တားဖြတ်လုပ်ငန်းတွေကိုတကယ်ဆုံးသတ်နိုင်ပါမလားဆိုတာကျွန်တော်တို့အတူတူစဉ်းစားကြည့်အောင်ပါအခုလိုဖြစ်နေတဲ့နေရာကကရင်နေကြားဆောင်တက် VDF ရဲ့အင်ဂျင်နီယာဖြစ်တဲ့ရွှေကုတ်ကူမျိုးတက်နီးတဝိုက်ပဲဖြစ်ပါတယ်ဒီနေရာကနှစ်ပေါင်းများစွာခရေကတရုတ်တွေရဲ့ယင်းနှိမ့်နှံမှုအမိခံပြီးတော့မှဝင်လာတဲ့အွန်လိုင်းငွေလိမ်ကိုင်းတွေလူကုန်ကူးကိုင်းတွေရဲ့အဓိကစကမ်းဖြစ်တယ်လို့လည်းအမြဲတမ်းကြားနေရတာဖြစ်ပါတယ် နိုဝင်ဘာ18ရက်နေ့မတိုင်ခင်ကတည်းက BGF ကစားဖြတ်လုပ်ငန်းတွေကိုအပြီးတိုင်နှိမ်နှင်းတော့မယ်လို့ကောလာဟာလာတွေထွက်လာပေမဲ့တရားဝင်ကြေညာချက်ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့မှန်တကယ်ပြတ်သားတရားကိုမြင်လာခဲ့ရတာဖြစ်ပါလေ။ဒေသခံတွေရဲ့ပြောကြားချက်အရကတော့ညနေပိုင်းကနေစပြီးတော့တရုတ်နိုင်ငံသားအများစုပါဝင်တဲ့ခိုင်းသားတွေကသူတို့ရဲ့ရုံးတွေစားရက်စားတာနေဒီအဖိုးတန်ပစ္စည်းတွေကိုအလောတကြီးထုတ်ပိုးပြီးတော့မှကားတွေမော်တော်ဆိုင်ကယ်တွေနဲ့အလူရွက်ဖက်ပြေးနေကြတာဖြစ်ပါလေ။ တချို့လုပ်ငန်းတွေဆိုရင်သူတို့ရဲ့လုပ်ငန်းတွေရဲ့တိုင်းပုတ်တွေတရုတ်စာတွေကိုမပေါ်စီဖို့အတွက်ဖုံးဟိုတာမျိုးတွေဖြုတ်ဖြုတ်ချပစ်တာမျိုးတွေတော့မရှိရလို့ပြောပါတယ်အဓိကအကြောင်းရင်းကတော့တရုတ်နိုင်ငံရဲ့ဖိအားပါပဲဒီရှမ်းပြည်ရဲ့ online တားဖြန့်ငွေလင်ငန်းနှိမ်နေအပြီးမှာတော့မှတရုတ်နိုင်ငံသားတွေက KNZ က online အဲ online ငွေလင်ငန်းတွေမှာဒုက္ခရောက်နေကြတာဖြစ်ပါတယ်တရုတ်ဆိုရကသူတို့နိုင်ငံသားတွေဘေးကင်းလုံခြုံစေဖို့အတွက်မြန်မာအာဏာပိုင်နဲ့ ဒေသဆိုင်ရာလက်နက်ကင်အဖွဲ့တွေကိုအတင်းအကျပ်ဖိအားပေးနေတာဖြစ်ပါတယ်။ BGN အနေနဲ့ဒီဖိအားကိုရှောင်လဲဖို့အတွက်မဖြစ်နိုင်တော့တာကြောင့်ဒုတိယနိုင်ငံမှုစတင်တယ်လို့လည်းသုံးသပ်နိုင်ပါတယ်။ဒုတိယကြောင်းရင်းကတော့ကင်းနယ်ကြားဆောင်တပ်ဖြစ်တဲ့ BDF ကလူကုန်ကူးမှုတရားမဝင်ဝေလင်ခိုင်းနေနဲ့ပတ်သက်ပြီးတော့မှနမည်ပြတ်နေတဲ့ပုံရိပ်ကိုနိုင်ငံတကာမှာပြန်ပြီးတော့အဖက်ဆယ်ဖို့အတွက်လုပ်တယ်လို့လည်းမြင်မိပါတယ်။ဒီလိုမျိုးလှုပ်ဆောင်မှုတွေလုံးမသာနိုင်ငံတကာမှာသူတို့ရည်တည်မှုပုံမခိုင်းပါစေမှာဖြစ်ပါတယ်။ ောက်ဆုံးချက်ကတော့အမေရိကန်နိုင်ငံကလည်းလူကုန်ကူးမှုနဲ့ဒီစိုက်ဖာလိမ်လည်မှုတွေအတွက်လုပ်ငန်းတွေကိုတိုက်ဖြတ်ဖို့အတွက်ကိုမြန်မာနိုင်ငံရဲ့စစ်အုပ်စုနဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုအတင်းအကျပ်ဖိအားပေးနေတာမျိုးရှိပါတယ်။အမေရိကန်ပြည်ထောင်စု FBI နဲ့အခြားအစ်စင်စီတွေပါဝင်တဲ့ Scan Center Strike Force အမည်ရှိတဲ့အထူးဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးတော့မှ With our partners at the main Department of Justice, the FBI, the United States Secret Service, a scam center strike force is being created ရှေ့တော်အရှအထူးသဖြင့်မြန်မာကမ္ဘောဒီးယားလာအိုမှာရှိတဲ့လိမ်လည်မှုစင်တာတွေနဲ့ခေါင်းဆောင်တွေကိုစုံစမ်းထောက်လှမ်းဖို့နဲ့နောက်ဆက်ဖြတ်စည်းဖို့ပြားဆွဲဆိုဖို့ဖြစ်ပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံကမြန်မာနယ်စပ်ဒေသမှာရှိတဲ့လိမ်လည်မှုစင်တာတွေကိုတိုက်ဖြတ်ရခါမှာအိုင်အာနာပိုင်တွေနဲ့အေယိုအာနာပိုင်တွေကိုပူးပေါင်းဆောင်ရွက်ဖို့အတွက်တွန်းအားပေးထားတာဖြစ်ပါတယ်။ ။အင်းလမုစကန်ကလူကုန်မှုခံရသူတွေကိုလည်းကယ်ဆယ်ပြီးရင်နေရာပြန်ပို့ဖို့လည်းပြောကြားထားပါတယ်။ဒါပေမဲ့ဒီနှိမ်နှင်းရေးကတကယ်အစ်မန်အဆုံးသက်လားဆိုပြီးတော့မေးခွန်းထုတ်စရာရှိပါတယ်။တချို့သတင်းရှိမိတွေမှာဆိုရင် BGA ရဲ့လှောက်ဆောင်မှုတွေကဒီအပြင်ပန်းမှာသာရှိပြီးတော့မှတကယ်တမ်းလက်တွေ့မှာကျတော့ကြားပြန်ကောင်းဆောင်တွေကိုအကြမ်းမဲ့စစ်တပ်အကူအညီနဲ့လုံခြုံတဲ့နေရာတွေကိုပို့ဆောင်ပေးနေတယ်လို့လည်းသွတ်ဆွဲချက်တွေကြားရတယ်ပေါ့နော်။ ဒီဆွဆွဲချက်သာမှန်ခဲ့တယ်ဆိုရင်ဒီ online ငွေလိမ်ကိန်းတွေကဒီနေဆက်တနေရာကနေတောင်းွှေ့ပြီးတော့မှအခြားတနေရာမှာဆက်လက်လုပ်ကောင်နေအောင်မှဖြစ်ပါတယ်။ပပြေးသွားတဲ့ခိုင်းသားတွေကခိုင်းနိုင်ငံဘက်ကိုတရားမဝင်ဝင်ရောက်ဖို့အတွက်စူးစမ်းရမျိုးတွေလည်းရှိတယ်လို့မြန်မာနိုင်ငံဘက်ကဒီစီရေးပြိပခကြားကနေမလုံခြုံတဲ့နေရာတွေမှာလည်းဝင်ရောက်ခိုလုံနေတာမျိုးတွေလည်းရှိနေပါတယ်။ဒီလိုမျိုးသာဆိုရင်တော့ကြားဖြန့်ကွန်ရက်ကိုပြီးတိုင်ဖြတ်တောက်ဖို့အတွက်ပုံမှုခက်ခဲစေမှာပါ။ ရိုးရိုးအနေနဲ့ပြောရမယ်ဆိုရင်နိုဝင်ဘာ18ရက်နေ့ညကင်းပိုင်းမှာဖြစ်ခဲ့တဲ့အကြမ်းဖက်တွေထွက်ပြေးမှုမှာမြန်မာတရုတ်ထိုင်းနယ်စပ်သုံးနိုင်ငံရဲ့ဆက်ဆံရေးကအရေးပါတဲ့ခြေလှမ်းသစ်တစ်ခုလို့ပြောရမှာပါ။ဒါကအွန်လိုင်းငွေလိမ်ဒိုင်းတွေရဲ့အားနည်းချက်ကိုနင်းချေလိုက်တယ်လို့လည်းပြောနိုင်ပါတယ်။ဗီဇီယားနိုင်ငံရေးရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကဘာတွေလဲ။ကြမ်းဖက်လုပ်ငန်းတွေကရောတကယ်ရောအဆုံးသတ်သွားပြီလားဆိုတာကိုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေလည်းကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်။ ီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်